ရေးဆက်ချလို့ပြီးပါပြီတဲ့ချင်းကတနိုင်ငံလုံးပေါက်ပြီးမဲ့လူမသိတဲ့ဘဝနဲ့ဆင်းရဲစွာနေနေရတဲ့မွေးရဆိုရှင်တရားပွဲကြီးတွေလူပွဲကြီးတွေအပြီးမှာဖွင့်လေရှိပေမဲ့ရေးဆက်ချလို့ပြီးပါပြီတရားနာလို့ပြီးပါပြီအလူတော်ပွဲလေးအောင်မြင်ပါပြီဆိုတဲ့တဲ့ချင်းလေးကိုလူအများအလုံးကြောက်ဖို့ကြားလိမ့်မယ်လို့ထင်ပါတယ်အလူပွဲကြီးအပြီးမှာကြားတဲ့ဒီတဲ့ချင်းကြောင့်အလူတရကကြီးတွေမှာဆိုရင်လေမြေရကြတဲ့အထီကိုဝန်သားရပါဒါမဲ့တချင်းကိုဆိုထားသူအမျိုးသမီးကဘာလို့လဲဆိုတာသိထားသူရှာပါတယ် ခုနောက်ပိုင်းမှာဆိုဆိုရှယ်မီဒီယာကလည်းတွင်ကျဲတို့အရေးချင်းမရှိတဲ့သူဆိုရင်တော့နာမည်ကြီးနေတဲ့ခေဖြစ်ပါတယ်။ဘာရေးချင်းမှမရှိပဲအပြုမှုတကူအနေနာမည်ကြီးကစီးပွားရှာနေတဲ့ခေမှာတချင်ကောင်းများစွာကိုဆိုကအရေးချင်းရှိတဲ့မနီလာလွင်တို့မှာတော့လူမတိအသူမတိဘဝနဲ့ပြတ်တန်းနေရဖြစ်ပါတယ်။မနီလာလွင်ကရေးဆဲချလို့ပြပါပြီးတချင်ကိုအထေကဆိုတဲ့မွေးရင်အစူရောကြီးဖြစ်ပါတယ်။ အဆိုပါတချင်တဲ့ကရင်တဲ့ကပျော်ရှင်လို့မြေကြတဲ့အတန်းနဲ့တည်ဆိုထားတဲ့အတန်းပိုင်းရှင်ဖြစ်ပေမဲ့ဒီမကိုလူတွေကမတိကြပါဘူး။မနီလာလွင်ကအဆိုပါတခြင်းတပုတ်တဲ့နဲ့ပေါက်ခဲ့တာမဟုတ်ပဲဆိုင်လောကမာနမေကြီးရဲ့တခြင်းတွေရဲ့အမွေအဆိုတော့ဆိုလဲမမပါဘူးရှင်ပြုတ်ပွဲတွေမှာဆိုမိခင်ကအသာအတွက်ရင်တဲ့ကမြတ်တာပြေဝါနဲ့ပျော်ရွှင်ရတဲ့ရတာကိုဖော်ပြကတည်ဆူထားတဲ့တခြင်းလေးဆိုလဲမနီလာလွင်ကသာတည်ဆူထားတာဖြစ်ပါတယ်မနီလာလွင်ကတာမန်ဆိုတော့ပေါက်စလေးမဟုတ်ပဲ ဆိုင်ဝိုင်းတေစရီအစရောအနေနဲ့တေချာတည်ဆုနေသူတယောက်ပါမလေးသိန်းအောင်ကဆရာရင်ဖြစ်ကဝေတန္တရာလိုအလိုဆိုရဲတချင်းကိုစတည်ဆုခဲ့တာပါအစိုးရတချင်းအလေအတော်လေးကိုပေါက်တဲ့တချင်းတပုတ်ဖြစ်ပါတယ်ဒါပြန်နောက်ထပ်လူတိအများဆုံးတချင်းကတော့ရှလောင်းလေတော်နေတချင်းဖြစ်ပါတယ်အစိုးရတချင်းရဲ့မွေရဲ့ဆိုရှင်ကလည်းမနီလာလွင်ဖြစ်ပါတယ်ရှလောင်းလေတော်နေတချင်းကအလူပရိမာဆိုရင်မပါမဖြစ်ကိုပေါက်နေတဲ့တချင်းမျိုးဖြစ်ပါတယ်ဒါပြန်ဒီနေ့တဲယုံတင်ထားတဲ့ပြောတဲ့ရုပ်ရှင်တဲမှာမြို့တနာတွန် ကမနီလာဆိုထားတဲ့ရှင်လောင်းလှဲ့တော်နေကိုပြန်တည်ဆိုထားကဇဝင်တေဖြင့်အသုံးပြုထားတာဖြစ်ပါတယ်။ရေစဲချလို့ပြီးပါပြီတဲ့ချင်းကတော့အစရော်ရီရောလူများကြောင့်မှပါခုချိန်ထိမမယ့်ရရပေါင်းရတဲ့တချင်တပုတ်ဖြစ်ပါတယ်။ရေစဲချလို့ပြီးပါပြီဆိုတဲ့တချင်ကိုမနီလာလွင်ကအသက်30နှစ်မှာတည်ဆူခဲ့တာပါ။အခုစေမနီလာလွင်ရဲ့အသက်က90နှစ်တောင်ရှိနေပါပြီ။အခုချိန်မှာတချင်ဆိုတာ20နှစ်တောင်ရှိနေပြီဆိုပေမဲ့တချင်ကခုချိန်ထိပေါင်းရဖြစ်ပါတယ်။ တကယ်ကိုအနှစ်သာရကောင်းတဲ့တကြက်ပြက်ကြောကြနေရပေမဲ့မနီလာလွင်ကလူအသက်ရှင်နေရတဲ့တခြင်းကိုတရားပွဲတွေမှာစိုးခွင့်မရပါဘူး။မနီလာလွင်ဆိုရယ်ဆိုရာလူတွေကမတိကြသလိုငါကြတာမျိုးမရှိတာကြောင့်ပါမနီလာလွင်ကအောင်မြင်တဲ့ဆန်ဝိုင်းတခြင်းတွေကိုတူဆိုထားပေမဲ့အကျိုးကိုခံစားခွင့်မရဖြစ်နေပါဘူး။ဒါပြင်သူမဂရိုင်းကလည်းဆီယလွန်းတဲ့အတွက် မတူဆက်နိုင်ပါဘူး။တချင်းဆိုတဲ့နေရာမှာတော့မနီလာတွင်ကအရေးချင်းပြေဝအထဲဆိုသလိုတပုတ်တပုတ်ကိုတကယ်ကိုအားဆိုင်ထုတ်တာပါ။အကွက်လက်ရှိမှာသူတချင်းတွေပေါက်နေရဆိုရဲပြီးတည်တာရှိပြီးအိမ်ဆုပ်ကလေးတွေမှာချိုးတဲစားနေနဲ့ပြောနေရပါ။မနီလာတွင်က အမျိုးကြောကြာချင်တာဆိုရတဲ့သူတချင်းတွေကိုသူကရိုက်ပူဇော်ခွင့်ရချင်တာပါ။ ။ဓမ္မတိဆိုရတာဆိုတာတခြားတခြင်းတွေလို့မဟုတ်ပဲတကယ်ကိုကုသိုလ်ရတာကြောင့်သူကရန်တိဆိုချင်တာဖြစ်ပါတယ်။လူများကတော့မနီလာလွင်ကိုဇက်ထဲရွှေဆိုင်ကမဆိုရင်ကြောင်းတိုင်ရဲ့ခြာပနာထဲနေမှာခေါ်ဆိုရင်အရင်ကကောင်းမှာပဲလို့ဤသားပြနေကြတာပါမနီလာလွင်အတွက်ပွဲထဲခွင့်ရမှာဖြစ်လို့ဇက်ထက်ကိုတောင်းဆိုနေကြတာပါဇက်ထဲအနေနဲ့မနီလာလွင်ကိုတချင်းခေါ်ဆိုဖြစ်ပါစီလို့ဆိုတောင်းပြီးရင်တင်ဆက်ပေးလိုက်ပါရရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းအလီကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရကြောင်းသတင်းနဲ့ကြိုးပြန်လာခင်ဦးမှာဖြစ်လို့အသေးသေးတော့ဘရီတင်နိုင်မလို့တန်းသိရှင်နိုင်ဖို့အတွက်ပြီးနာချက်ပေးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအပြည့်ကျေးဇူးမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်